သာသနာတော်နှစ်2568ကောဇာတက္ကရေ1386ခုနှစ်တကူလပြည့်ကျော်14ရက်တကူလကွယ်နေ့26ရက်4လ2025မန္တလေးမြို့ဦးဝင်းမြို့ဒေါခင်အေဝင်းညီမဖြစ်သူဒေါခင်တန်းထေရွှေမြေကလေးပဲခွဲဆက်မိသားတစုဓမ္မဒါနပြုသဖြင့်ဟောကြားအပ်သောအရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း35တရားတော် ဒီတစ်ပတ်ရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း35မှာဘာကိုဥစဉ်တို့တွေခေါဏကြီးညိုကြမလဲလို့မေးရင်အင်္ဂုတ္တရနိဂေမှာလာရှိတဲ့တက္ကိစ္စတုတ်တံကိုဥစဉ်တို့တွေခေါဏကြီးညိုကြပါဘယ်တက္ကိစ္စတုတ်တံမှာဘာပြောပြထားသလဲဆိုတော့အရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးတဘာတဲ့စိတ်ဉာဏ်ရချင်းကပ်ပြီးတော့နေတဲ့အခါအတွေးဝင်တယ် ဘာတွေးတယ်လဲမေးလိုက်တော့ဂိန်နုကောဘိက္ခုတက္ကတဝါကရုံကတ္တဝါဥပါနေတာယဝိခရံတောကုသလံပဇဟိယအကုသလံဘာဝိယဂိန်နုကောဘိက္ခုတက္ကတဝါကရုံကတ္တဝါဥပါနေတာယဝိခရံတောအကုသလံပဇဟိယကုသလံဘာဝိယအဘေကေတုသောဘဝဟာ နေထိုင်ခြင်းအဘယ်ကဲ့သို့တရားကိုတက္ကတဝါဂရုံကတဝါလေးပြုရိုသေပြုပြီးတော့မှဝိဟာရတော်နေကြမယ်ဆိုရင်အကုသလံမဇဟိယအကုသိုလ်တရားတွေပယ်ရှားနိုင်မလဲကုသလံဘာဝေးယကုသိုလ်တရားတွေအတိုးဝါလာနိုင်မလဲဟောလေးကရုပြုတာဘာကိုလေးကရုပြုမယ်ဆိုရင်အကုသိုလ်တွေပယ်ရှားပြီးကုသိုလ်တရားတွေတိုးဝါမလဲလို့ဒီလိုတွေးတာ အတွေ့နော်သူတော်ကောင်းတို့တို့အရင်ကောင်းတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဖျက်ဖြစ်ပြီးကာဇမြတ်စွာဘုရားရှင်ကိုတော်မြတ်ဖျက်ဖြစ်ပြီးကာဇအဇပါလညောင်မင်းမှာတွေးတယ်ဘုရားလည်းငါဘုရားဖြစ်ပြီလောကကြီးထဲမှာငါလေးကရုပြုရမယ့်ပုဂ္ဂိုလ်ဘယ်သူရှိသလဲလို့ဘုရားကလူတွေလိုက်ရှာတယ်မရှိဘူးနတ်ထဲကြည်တယ်မရှိဘူး မြတ်မပေတက်ကြီးလည်းပဲမရှိဘူးမြတ်စွာဘုရားကလောကကြီးထဲမှာငါလေးပြုတ်ရမယ်ပုဂ္ဂိုလ်ဟာတရားမရှိဘူးဒါပြင်လေးကရုမပြုတ်ပဲနေလို့လည်းပဲအဆင်မပြေဘူးဘာလေးကရုပြုတ်ရရင်ကောင်းမလဲလို့မြတ်စွာဘုရားလိုက်ပြီးတော့ကြည်လိုက်တဲ့အခါရှာလိုက်တဲ့အခါဓမ္မကိုသွားတွေ့တယ်တဲ့အဲ့ဒါကြောင့်မြတ်စွာဘုရားကဓမ္မမေးဝကရုဏကတဝဝိဟရိတမ ဓမ္မမေဝကရုံကတဝဝိဟရိတာမိဟာတရားကိုအာယုံပြုပြီးတရားကိုအလေးပြုပြီးဘုရားနေတာတဲ့ဗျာအဲကြောင့်သူတော်ကောင်းတို့တို့ကိုဘဝပါမြတ်စွာဘုရားရှင်ပုဂ္ဂိုလ်မြတ်စွာဘုရားလိုပုဂ္ဂိုလ်ကြီးတော်ဓမ္မကိုအလေးပြု နေသေးတယ်ဆိုရင်ငါတို့လိုပုဂ္ဂိုလ်မျိုးကဘယ်လိုနေသင့်သလဲဆိုတာဒါသိရှိနားလည်ဖို့လေးပြောပြတာပါအခုရှင်သာရိပုတ္တရာကြီးကလည်းဒီတိုင် ိန္ဒုကောဘိက္ခုတက္ကတဝဂရုံကတ္တဝဥပနိဒ္ဒယဝိဟာရံတောအကုသလံပဇဟိယကုသလံဘာဝေယအဘေကဲ့သို့သောတရားတွေကိုတက္ကတဝဂရုံကတ္တဝအယုသေးလေးမြတ်ပြုတ်ပြီးတော့နေမယ်ဆိုရင်အကုသိုလ်တရားတွေပယ်ရှားပြီးကုသိုလ်တရားတွေတိုးပွားလာနိုင်တယ်လို့ကြည်လိုက်တော့အထာကောအာသမသာရိပုတ္တောဣတရဟောတိအဲ့ဒီမှာအဲ့ဒီအကျံပေါ်မှာရှင်သာရိပုတ္တရာပေါက်လာတာက သထာရာခောဘိက္ခုတက္ကတဝကရုဏ်ကတဝဥပါနိဒာယဝိဟာရံတော်အာကုသလံဓမ္မံပဇေဟိယကုသလံဓမ္မံဘာဝေယမြတ်စွာဘုရားကိုယုတ်တိပြုပြီးတော့အမိပြုပြီးတော့နေကြမယ်ဆိုရင်တဲ့သထာရံကရုဏ်ကတဝတက္ကတဝသထာရံကရုဏ်ကတဝသထာရံတက္ကတဝကရုဏ်ကတဝဥပါနိဒာယဝိဟာရံတော်မြတ်စွာဘုရားကိုလေးကရုပြုနေမယ်ဆိုရင်အာကုသလံဓမ္မံပဇေဟိယ ်အကုသိုလ်တရားတွေပယ်ရှားလိမ့်မယ်ကုသလဓမ္မပါဝေးရကုသိုလ်တရားတွေတိုးပွားလာလိမ့်မယ်ဒါရှင်သာရိပုတ္တရာတွေးတာဟုတ်တာပေါ့သူတော်ကောင်းတို့တွေးလောကကြီးတွေမှာမြတ်စွာဘုရားပွင့်တော်ဥစဉ်တို့တွေအကြောင်းကျိုးအကောင်းဆိုးဆိုတာသိတယ်အဖေကျေးဇူးအမေကျေးဇူးဆိုတာနားလည်ပြန်တယ်မကြည့်နဲ့ဒါကြည့်လိုက်ရင်ကိုဩဖះပွင့်လို့လားငါတို့ဒါတွေသိရတယ်ကျေးဇူးများလိုက်တာဆိုပြီးတော့ မြတ်စွာဘုရားကိုလေးကရုပြုပြီးတော့သူတော်ကောင်းတို့ရှစ်ခိုးကြည့်ယူသေးပေးကြည့်အကုသိုလ်တွေပယ်ရှားပြီးကုသိုလ်တရားတွေတို့ဘဝလာမှာသိကြတယ်ဟာမိမိတို့ရဲ့ပါဇာမကောင်းတဲ့တတ္တဝါတွေအကုန်စားနေတဲ့ဒီပါဇာတတ္တဝါဘောင်းဆောင်ရဲ့တင်ញံကုန်းကြီးလို့ဖြစ်နေတာပါဇာလူတွေရဲ့ပါဇာအဲ့ဒီပါဇာကြီးကမကောင်းတာတွေလည်းစားသေးတယ် အနောက်တကဆဲဆိုကြိမ်မောင်းလူတွေဘက်သားအပြစ်ပြောအတင်းပြောနေမယ်ဆိုဒီပါဇက်ကြီးကဘာရစရာမပေါ့အဲကြောင့်ရှင်းသူတော်ကောင်းကြီးတွေကအဲ့ဒီပါဇက်နဲ့ဘာမှရစရာမကောင်းတဲ့ပါဇက်နဲ့တတ္တဝရရဲ့တင်းကျန်ကုန်းသက်ဖွယ်ဖြစ်တဲ့ပါဇက်နေတဲ့အဲ့ဒါဂုံတော်တွေပွားကြတာဘုရားတို့စကိုင်းတောင်အတိတ္တတော်ဆရာတော်ကြီးဆိုအမြဲတမ်းဗုဒ္ဓ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 နဲ့ရွတ်နေတာ ဟောဆရာတော်ကြီးတခါလာလဲဘုံတော်တခါလာလဲဘုံတော်ဘုံတော်ကြီးအမြဲတမ်းရွတ်နေတာပါလားဆိုတော့အိုးဗဇက်ကမဟုတ်တာပြောနေမယ်စဘုံတော်ရွတ်ပွားနေတော့ကောင်းတာဘောကွာလို့ဒီလိုပြောတယ်နောက်တစ်ခါသခိုင်းတော်မှာရင်ကုန်ဆရာတော်ဆိုတော့ရှည်စေးတယ်မဟုတ်တာပြောမယ်စမဟုတ်တာတွေစကားတွေမပြောမိအောင်လို့ဆိုပြီးဘာလို့ထားတယ်လဲမင်းရေပဲငုံတာမျိုးတဲ့ရွာတဲ့ဆုံးကံကြွာရင်ကုန်ပြီးတော့ကြွာအဲအကြောင်းရင်ကုန်ဆရာတော်ခေါ် ကောင်းတဲ့စကားပြောနေမဲ့စားငုံပြီးတော့နေတာဗဇက်ကိုပိတ်ပြီးတော့ထားတာကောင်းစီတယ်လို့ဒီလိုပြောကျင်ကြတဲ့အတိတ်ပဲအဲကြောင့်တရားချစ်ခင်သူတော်စင်တို့ဒီနေရာမှာအရှင်သာရိပုတ္တရာကြီးရဲ့ပထမဆုံးအတွေးကဗာလဲလို့မိလိုက်တော့မြတ်စွာဘုရားကိုအယုတ်သေးပေးပြီးတော့နေခြင်းဟာအကုသိုလ်တွေပယ်ရှားပြီးကုသိုလ်တရားတွေတိုးပါလိမ့်မယ်တဲ့ဒီလိုမျိုးအကြံဖြစ်တယ်နောက်တကဓမ္မမေဝါကရုဏကတ္တဝါ ဓမ္မခောဘိက္ခုတက္ကတဝါကရုံကတဝါဝိဥပသိတယဝိဟရတော အကုသလံပဇဟိယကုသလံဘာဝိယဓမ္မကိုအယုသေးပေးပြီးတော့နေကြမယ်ဆိုရင်လည်းပဲအကုသိုလ်တရားတွေပယ်ရှားပြီးကုသိုလ်တရားတွေတိုးပွားပြီးတော့လာလိမ့်မယ်ဓမ္မဆိုတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးခေါ်ခဲ့တဲ့တရားတွေကဓမ္မဝိသနုဝိနိတုတ်တံပြီးတော့မှဒါပတိယတ်တွေနဲ့ပြောရင်ဒါဓမ္မတွေ နောက်တကဒါနသီလဘာဝနာဒါပฏิပတ်နေနဲ့ပြောရင်တော့ဒါကဓမ္မပဲနောက်တကမက်ဖို့နိဗ္ဗာန်ဒါပฏิဝေဒအနေနဲ့ပြောရင်ဓမ္မပဲအဲ့ဒီဓမ္မတွေကိုကျင့်သုံးပြီးတော့နေခြင်းဟာအယုသေပေးပြီးတော့နေခြင်းဟာအဲ့ဒါဘာဖြစ်တယ်လဲမင်းအကုသလံပဇဟေးယကုသလံဘာဝေးယတဲ့အကုသတွေပယ်ရှားပြီးကုသတရားတွေတိုးပွားလာပါလိမ့်မယ်နောက်တကနံပါတ်3ကတန်ခါ တံခံခောဘိက္ခုတက္ကတဝကရုံကတဝဥပနိဒာယဝိဟာရံတောအာကုသလံဗဇဟိယာကုသလံဘာဝိယာတံခံတော်ရည်ရဲ့ဂုံကို တွေးပြီးတော့ပွားနေမယ်ဆိုရင်ဩတို့သာသနာတော်ကြီးနှစ်ပေါင်း2500ကျော်ခဲ့ပြီနှစ်ပေါင်း2500ကျော်တိတိုင်အောင်တို့ဒီနာကြပြီးတော့နေကြတဲ့ပိရကတ်တွေမပြောက်ပြဲအောင်ထိမ့်သိမ့်လာတာဟာဘယ်သူတွေလဲတံခါတော်ရှင်သူမြတ်တဲ့ ုရားတို့သရုတ်ထသင်္ဃယနာမတင်ငယ်မှာတိယနေကငတ်မခေါင်းပါတဲ့ဘေးသဘုံဘေးကြီးထားပြီးတန်ခါတော်ရှင်သူမြတ်ဒီဒုက္ခတွေကြီးကျယ်ရစာရေးတော်ကြီးအင်မတန်ခက်တဲ့ချိန်မှာသဲတော်မြင်ထဲမှာသွားပြီးတော့မှာဟာအောက်ကသဲပုံလေးတွေထုတ်ပြီးတော့သဲပုံလေးတွေမှာဗိုက်ပေါက်ပြီးတော့စာတွေကိုမမေ့ပြောက်ပြန်ရတာဗိုက်တွေမောက်ထားတာကြာပြီဆိုရင်ပက်လက်လန်ပြီးတော့မှာ စာယူရင်းနဲ့ဗိုက်တွေပူလိုက်ရင်အဲ့ဒီဗိုက်ပေါ်မှာသေးလေးတင်ပြီးတော့ပဲစာတွေကိုတရဆယ်ကြတယ်ရွတ်ဖတ်ကြတယ်အဲ့တန်ဃာတွေမှတ်ပြီးတော့ကြည်လိုက်စမ်းဩဒီတန်ဃာတွေရဲ့ဂျေစုကြောင့်ဒီတန်ဃာတွေလက်ဆင့်ကမ်းလာတဲ့ဂျေစုကြောင့်ပင်ပင်ပန်းပန်းနဲ့သေဆောင်လာကြတော့တင်ယူလာကြတော့ငါတို့တို့တွေကနေ့ဒီတရားတွေနာကြနေရတာပါလားအဲ့ဒီလိုလေးတွေးကြည့်ရင်ဒါတန်ဃာတို့ရဲ့ပတိယတိဂုံပေါ့ <laughs> အာဖြောင်းဖြောင်းမတ်မတ်နဲ့ကျင့်လို့လည်းပဲဖြောင်းမြတ်တဲ့တရားတွေမြတ်စွာဘုရားရှောက်တဲ့အတိုင်းရှောက်သွားတဲ့တန်ခါတွေလည်းများကြီးပဲဒါကသုပ္ပရိပ္ပန္နဥသုပ္ပရိပ္ပန္နဂုံတွေပေါ့ဒါမျိုးလေးတွေကိုအာယုံပြုပြီးတော့နေခြင်းဟာလည်းပဲအကုသိုလ်တရားပယ်ရှားပြီးကုသိုလ်တရားတိုးဝတဲ့အလုပ်ပဲတဲ့အရှင်သာရိပုတ္တရာဒီလိုတွေးတယ်နောက်တကနံပါတ်3ကနံပါတ်4ကသိက္ခာကိုယ့်ရဲ့အကျင့်သိက္ခာနံပါတ်5ကသမာဓိ နံပါတ်5ကဘာလဲမေးလိုက်တော့အပ္ပမာဒအပ္ပမာဒဆိုတာတတိပေါ့တတိနဲ့ကိုယ့်ဘဝကိုအမြဲတမ်းကြည်ပြီးတော့နေခြင်းဟာအကုသိုလ်လုံးလုံးနေတယ်ဆိုအကုသိုလ်လုံးလုံးမန်းသိအောင်ကုသိုလ်လုံးလုံးနေဆိုကုသိုလ်လုံးလုံးမန်းသိအောင်နောက်တစ်ခါအကုသိုလ်တွေဖယ်ရှားကုသိုလ်တွေတိုးပွားအောင်ဒါတွေဟာတတိရှိမှဖြစ်တာဒါမျိုးလေးတွေကိုအချိန်မှများစွာပွားပြီးတော့နေမယ်သက္ကတဝါဂရုံကတ္တဝါပြုတ်ပြီးတော့နေကြမယ်ဆိုရင်အကုသိုလ်တွေပယ်ရှားပြီးကုသိုလ်တရားတွေတိုးပွားပါတယ်တဲ့ နောက်တကနံပါတ်9ကတော့ပฏิတန်ထာရဘောပฏิတန်ထာရတရားတို့ဘောအောင်နေကြရင်ဟာလည်းပဲဒါအကုသိုလ်တရားပယ်ရှားပြီးကုသိုလ်တရားတို့ဘောတဲ့အလုံးအဲ့တော့ရှင်သာရိပုတ္တရာကြီးရဲ့ပြိသိတ်တပါးတဲ့ကိမ့်ပြီးတော့နေတဲ့နေရာမှာအတွေးပေါက်လာတဲ့ဟာလေးကဒါတက္ကိစသုတ်ဒီလိုဖြစ်တယ် လောကကြီးထဲမှာဘာတွေလေးကရုပြုတ်ပြီးတော့နေရရင်အကုသိုလ်တရားတွေပယ်ချပြီးကုသိုလ်တရားတွေတိုးဝလာမလဲမေးလဲတော့1ဖရာ2တရား3ကသံဃာ4ကသိက္ခာ5ကသမာဓိ6ကအပ္ပမာဒတတိပေါ့ခွန်ကပဋိသင်္ထာရအဲ့ဒီတရား9ပါးကိုအမြဲမပြတ်အဲ့ဒါတက္ကတဝါဂရုံကတဝါအလေးကရုပြုတ်ပြီးတော့နေကြမယ်ဆိုရင်အမိပြုတ်ပြီးတော့နေကြမယ်ဆိုရင်အဲ့ဒီပုံကိုယ်ရဲ့ဘဝဟာ အကုသိုလ်တရားအကုသိုလ်တရားပယ်ရှားပြီးကုသိုလ်တရားတိုးပွားလာပါလိမ့်မယ်သူ့ရဲ့အတွေ့ကိုမြတ်စွာဘုရားသွားလျှောက်လိုက်တော့မြတ်စွာဘုရားသာဓုခေါ်တယ်ဗျာအဲကြောင့်တရားချစ်ခင်သတော်စင်တို့လည်းပဲမိမိတို့ရဲ့ဘဝမှာအကုသိုလ်တွေပယ်ရှားပြီးကုသိုလ်တရားတွေတိုးပွားခြင်းနဲ့ဆိုရင်ဖယားတရားတန်ခါယတနာ၃ရက်နဲ့အတူသိခာတမာတိအပ္ပမာဒပဋိသန္ဓာတရားတိုးပွားအောင်လုပ်ပြီးတော့မှအကုသိုလ်တွေပယ်ရှားကုသိုလ်တရားတိုးပွားအောင်လုပ်နိုင်တဲ့ပုံကိုများ ဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာဏိဂုံကမ္ဘာဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်နာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်တင်သူတော်ကောင်းပေါင်းတို့မှဒုံမက်ကံလမ်းမနိမခရီးမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမက်ကံလမ်းမနိမခရီးမံကိုဥုံဆောင်ဖြောင်းမြောက်မတ်မတ်ယန္တုကောင်းစွာမသွေ့ လိုက်သွားနိုင်ကြပါစေကုန်တည်း